ို့ရဲ့လုပ်ငန်းထဲမှာဝန်ထမ်းတယောက်ကအမားတွေအများကြီးလုပ်နေပြီးစက်တိုက်စက်တိုက်လုပ်နေပြီဆိုလို့ရှိရင်ကျွန်တော်လုပ်ငန်းရှင်တွေကဘာတွေးကြလဲဆိုတော့အာဒီဝန်ထမ်းကငါတို့ရဲ့လုပ်ငန်းကိုပျက်စီးရပျက်စီးချောင်းလုပ်နေတာပဲအဲ့တော့ငါတို့ရဲ့လုပ်ငန်းပေါ်မှာစေတနာမရှိတာပဲအော်ဒီဝန်ထမ်းကိုပြဿနာရှာမယ်အပြစ်ရှာမယ်ဆိုပြီးတော့မှထင်ကြတယ်တကယ်တော့အဲ့ဒီခံယူချက်ကကျွန်တော်မှားပါတယ် တော့ကျွန်တော်တို့ဝန်ထမ်းတယောက်ကအမားတစ်ခုကိုထက်ခါထက်ခါလုံနေပြီဆိုလို့ရှိရင်အဓိကလုံအောင်မဲ့အရာတစ်ခုကပါလဲဆိုတော့ကျွန်တော်တို့အခုလဲပတ်နေတဲ့နော် system ပြောမယ်ဆိုလို့ရှိရင်စီမံခန့်ခွဲတဲ့ system management system ကမှားနေသလားမှန်နေသလားဆိုတာကိုကျွန်တော်တို့အရင်ဆုံးစစ်ဆေးရမှာဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့ဒီ management system ကြီးကမှားနေတာဖြစ်တဲ့အတွက်ဒီ management system ကို follow လိုက်လုပ်ရတဲ့ဝန်ထမ်းတွေကလိုက်လုပ်ဖို့အဆင်မပြေတာလိုက်လုပ်ဖို့အတွက်အခက်အခဲရှိနေတာဒါကြောင့်သူအမားတွေခဏခဏမှားနေတာဖြစ်နိုင်တယ် သေချာတဲ့ကိုယ့်ရဲ့ management system ကမှန်နေကိုယ့်ရဲ့ management system ကမှန်နေတခြားသူတွေ follow လုပ်ရတာလွယ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်သေချာတဲ့ဒါဒီဝန်ထမ်းရဲ့အတ္တိကျကြောင့်ဖြစ်နေတယ် နော်သူ့ရဲ့ခံယူထားတဲ့ခံယူချက်တွေမြင်ထားတဲ့အမြင်တွေကြောင့်ကျွန်တော်တို့ဖြစ်လိမ့်မယ်။ဒါကြောင့်မို့ကျွန်တော်တို့ကဘာလုပ်ဖို့လိုလဲဆိုတော့ management system ကိုရင်စစ်စစ်ပြီးတော့မှသူ့ရဲ့ attitude ကိုစစ်။ Okay အဲ့ဒါဆိုလို့ရှင်တော့ဟောကိုယ့်ရဲ့ management system ကလည်းကောင်းတယ်။သူ့ရဲ့ attitude ကမကောင်းနေတာဆိုလို့ရှိရင်တော့သိကြတယ်။သူ့ရဲ့ attitude ကိုပြုပြင်ပေးလို့တော့လွယ်မှာမဟုတ်ဘူး။အဲ့တော့ပြုလို့ပြုပြင်ပေးကြည့်ပေါ့။အဲ့တော့ Elon Musk ကပြောထားတဲ့စကားတစ်ခုရှိတယ်။အဲ့ဒါကဘာလဲဆိုတော့ A player plus bad attitude is equal to fire ။အဲ့တော့သူကတော့ဘလောက်ပဲ A player ဖြစ်ဖြစ်သူဒီဘလောက်ပဲတော်နေပါစေ bad attitude ကျူရှိပြီဆိုလို့ရှိရင်တော့တေးကြတယ်သူ့ကိုအလုတ်ထုတ်ပြရလိမ့်မယ်တဲ့ ဒါလေးကျွန်တော်တို့မှတ်ထားဖို့လိုတယ်။ဘာခဏပြောမထုတ်ခင်တော့ခဏကျွန်တော် ပြောတယ် management system ကိုပြန်စစ်ပါတော့။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကသိတဲ့အတိုင်းပဲလူတော်တော်များများเนาะဝန်ထမ်းတော်တော်များများကရုပ်မာတဲ့သူနဲပါတယ်။နဲပါတယ်ဒီလုပ်ငန်းကြီးပျက်စီးပါစေဒီလုပ်ငန်းကြီးဒုက္ခရောက်အောင်တော့ငါပညာပြလိုက်အောင်မယ်ဒုက္ခပေးလိုက်အောင်မယ်ဆိုတဲ့စိတ်ဓာတ်နဲ့လောက်ကိုင်းနေကြတာတော့ကျွန်တော်တို့ရှားပါတယ်ကိုယ်တိုင်ကြုံတွေ့ရတဲ့အတွေ့အကြုံလေးကိုကျွန်တော်ပြန်ပြီးတော့မှမျှဝေတာပါအခုဆိုလို့ရှိရင်ကျွန်တော်လုပ်ငန်းတွေဟာအများကြီးလုပ်နေတယ်ထိုင်းလန်မှာအများကြီးလုပ်နေတဲ့အခါမှာဘာဖြစ်လဲဆိုတော့ခုနကကိစ္စမျိုးတွေကြုံတွေ့ရတယ်အဲအစာပိုင်းတော့ကျွန်တော်လည်းဟာဒီဝန်ထမ်းက န်းဆက်တိုက်မှားနေတယ်ဒီဝန်ထမ်းကဆက်တိုက်မှားပြီးတော့မှသူမှားနေတဲ့ຢာတွေကိုမပြုတ်ပြန်ဘူးတခြားသူတွေကိုလည်းလိုက်ပြီးတော့မှမကောင်းတာတွေပြောနေဆိုလို့ရှိရင်ကျွန်တော်ကသူ့ကိုမကောင်းဘူးလို့ပဲထင်တာ bad attitude ရှိတယ်လို့ပဲထင်နေတာတကယ်ညာသူကဘာကြောင့်ဖြစ်နေရလဲဆိုတော့ကျွန်တော်တို့ရဲ့ management system ကြောင့်ကျွန်တော်တို့ဖြစ်နေတာဒါကြောင့်မို့ကျွန်တော်တို့က management system ကို sensitive ဖို့လိုတာပါ တော့ဒီကြောင်းအနေနဲ့ပြီးတော့မှခလီပီဒီကိုကြည့်နေတဲ့ကျွန်တော်လုပ်ငန်းရှင်တွေဒီဂျိုးရစုံတွေရရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ခုတော့ဂျိုးရစုံတွေရရဆိုလို့ရှိရင်တော့ comment မှာ yes လို့ရေးပြပါဦးဒီဗီဒီယိုစုတောင်းကြည့်ပြီးအတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ခုညနေအောင်ပါမင်္ဂလာရှိတော်လေးဖြစ်ပါစေ